ုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲဘယ်လိုလေးဖြစ်နေတာတော့ဗောနော်မနေ့ကလည်းကျွန်တော်တို့ဝမ်ချင်းကလွဲတယ်ဘရိတ်ကမှန်တယ်ဒီနေ့မနေ့မှလည်းကျွန်တော်တို့ဝမ်ချင်းကလွဲတယ်ဘရိတ်ကမှန်တယ်ဗောနော် ုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာတော်ရတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာနောက်ကတော့ break အပြည့်ထိုးရင်တော့ကျွန်တော်တို့ကိုးဘူးပါမပေါ်တော့ဒါပေမဲ့လည်းကျွန်တော်တို့ one chain ထဲမှာကိုးမတွေ့တော့ကျွန်တော်က၃ရှင်နဲ့၅တုံညာနဲ့တွဲရင်တော့ brain နဲ့ထက်တူလဲကြရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ site ကပေးမသွားဘူးဗျဆော်ဖြိုးဝေးတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ဥထဲအောင်နဲ့မင်္ဂလာပါဟုတ်ကဲ့ပါဗျာဥထဲအောင်လို့မသိနော်ဥထဲအောင်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဥထူးတဲ့မင်္ဂလာပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျာညနေမှလည်းအကြိုက်တူရင်တော့သုံးပေါ့နော်ကျွန်တော်ကတော့ဒီမှာမနေ့ကကျွန်တော်တို့ခွန်ပိုင်ရရပေါ့နော်ဒီခွန်ပိုင်ကတော့မနေ့ကမှန်တယ်ဒီခွန်ပိုင်ကိုနောက်ထပ်ဝန်ကြီးတစ်ခုနဲ့တွဲရင်အပြည့်ပေါ့လေးပေါ့နော်ဒါပေမဲ့ကျွန်တော်ကမနေ့ကပြန်ချမကြိုက်တဲ့အတွက်အဲ့ site ကိုမပြလိုက်တော့ပေါ့နော် ဘာကြီးလဲညနေပေါ့မယ်အစည်းတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်တို့အတွက် site ပေါ့နော်မနေ့ကကျွန်တော်တို့လုံးမိုင်း site လေးမှန်ခဲ့တာဒီကျော်ဒီမှာ9ရက်8ရက်ဒီရက်3ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရက်နှစ်ခတ်ဒီ9 9ဒီကျွန်တော်ဒီမှာလုံးမိုင်းဗျာတော့ဒီမှာ6ပိုင်းမှာ6လေးဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ နှစ်ရရှစ်ရပေါင်းချင်းဒီ၃ညာ၃ညာနဲ့ဒီက၄နဲ့ပေါင်းတော့၄နှစ်ရှစ်၄ပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှစ်ခက်ဒီနှစ်နှစ်ဒီကျော်ဒီမှာလုံးပိုင်းပြတော့ဒီနှစ်ပိုင်းမှာလဲ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျကိုယ်တူရတဲ့မင်္ဂလာနေ့လေးကင်ပါတော့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာနေ့လေးကင်လေးပါဗျာဒါဆိုကြောဒီမှာနောက်တစ်ပြင်ဒီပေါ့နော်9ရဲ့9ရဲ့ပေါင်းချင်းဒီလေး၄နဲ့ဒီက3နဲ့ပေါင်းတော့ခွန်း 395ပေါင်းချင်းဒီကျော်တို့ခွန်ဖြစ်လို့ခွန်ရဲ့နှက်ခက်တီ3ညာ3ညာဒီကျော်ဒီမှာလုံးပိုင်းဗျကျွန်တော်3ညာပိုင်းမှာ30ဆိုပြီးတော့ထွက်တယ်ဗျအားလုံးပဲနားလည်မလို့ထင်တယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိမှလဲ3ပါဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီ3ညာရဲ့6ရဲ့ဒီက4ရဲ့၄၆၃ညပေါင်းချင်းတီ၃ညဖြစ်လို့၃ညရဲ့နှက်ခက်တီခွန်းခွန်းတီကျွန်တော်ဒီမှာလုံးပိုင်းဗျ တော့ဒီမှာခွန်ပိုင်မှာခွန်ငါဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီလုံးပိုင်ဆိုင်လေးရလဲကျွန်တော်တို့မှန်နေတာပေါ့နော်ဒါပေမဲ့ဒီနေ့မှာဆက်မှန်မလားမမှန်မလားတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာအော်နော်โอเคရမင်္ဂလာနေကင်းတူတယ်ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာလုံးပိုင်ဒီ9ရက်1ရက်ပေါင်းချင်းဒီ6 6ရက်ဒီရက်2နဲ့ပေါင်းတော့8ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့နှက်ခက်တီ၁တစ်တီကျော်ဒီမှာလုံးမှန်ပြ အားလုံးပဲနားလည်မလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ9 8 3ပေါင်းချင်းဒီကျွန်တော်တို့6ဖြစ်လို့6ရဲ့နှက်ခက်ဒီ9 9ပိုင်းမှာ9လေးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီ2 8 4ပေါင်းချင်းဒီ4 4ရဲ့နှက်ခက်ဒီ2 2ပိုင်းမှာလည်း6 2ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပြင်ဒီ3 9 5ပေါင်းချင်းဒီကျွန်တော်တို့ခွန်ပေါ့เนาะခွန်ရဲ့နှက်ခက်ဒီ3ညာ3ညာပိုင်းမှာ10ဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်ဒီ463ညာပေါင်းချင်းဒီ3ညာ3ညာရဲ့နက်ခတ်ဒီခွန်းခွန်ပိုင်းမှာလည်းခွန်9ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီ215ပေါင်းချင်းဒီ8ပေါ့နော်8ရဲ့နက်ခတ်ဒီ1 1ပိုင်းမှာကျွန်တော်တို့ဘာထွက်မလဲပေါ့နော်အောင်းအောင်းနဲ့မှားနေတယ်တဲ့ဦးလေးကြီးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအောင်းအောင်းနဲ့ခွန်9မှာတဲ့ခွန်9မှာဘာမှားလဲပေါ့နော်ကျွန်တော်ယူလာဒီကျွန်တော်ဒီမှာပေါ့နော် ဒီ3လုံးပေါင်းခြင်းရဲ့ကျွန်တော် net ခက်ကိုလုံးမှန်ယူရပါတော့เนาะဒီမှာဆိုရင်9 83ပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ net ခက်ဒီ9 9ဘိုင်မှာ9လေးဆိုပြီးထွက်တယ်နောက်တစ်ပင်ဒီလည်း284ပေါင်းခြင်းဒီ4ဖြစ်လို့4ရဲ့ net ခက်ဒီ2 2ဘိုင်မှာလည်း6 2ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီ395ပေါင်းခြင်းဒီကျွန်တော်တို့ခွန်ဖြစ်လို့ခွန်ရဲ့ net ခက်ဒီ3ညာ3ညာဘိုင်မှာ30ဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်ဒီ4 6 3ညပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့နှက်ခတ်ဒီခွန်းခွန်းပိုင်းမှာလည်းခွန်း9ဆိုပြီးတော့ထွက်တယ်ဗျ။ဒါကြောင့်မို့ဒီနေ့မှာကျော်တော့1 1 5ပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့နှက်ခတ်ဒီ1တက်ပိုင်းမှာဗျနော်။ဒီကနန်းမှာထုတ်ပြပါလားတဲ့ဒီကနန်းကကျွန်တော်ထုတ်ပြသားပေါ့နော်။ဒီကနန်းကတော့ကျွန်တော်တွေးရှိထားတော့3လုံးပေါ့နော်။ ဟုတ်ကဲ့ဗျာအဲ့လိုမဲ့ဒါလေးတည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ရှင်းပြရလေးရတော့မှန်ပါတယ်ဗျာနော်မမှားပါဘူးဗျာကိုတိရတဲ့တစ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်မနေ့ကမပြပြလိုက်တဲ့ဟွာလေးပေါ့နော်1 chain လေးကိုကျွန်တော်ပြပေးမယ်ဗျာဒီဘက်ကလုံးပိုင်းနဲ့ဆိုရင်အခုကျွန်တော်ပြမယ့်1 chain နဲ့ဆိုရင်ကျွန်တော်တို့အပြည့်ပေါက်ဖြစ်တယ်ပေါ့နော် တော့ဒီမှာ9ရက်9ရက်10ရက်ပေါ့နော်ဒီ3လုံးပုံချင်းဒီနှစ်ဖြစ်လို့2ရက်နှစ်ခက်ဒီလေးနှစ်လေးဒီကြောင့်ဒီမှာအချိန်ပြနှစ်လေးအချိန်မှာ9လေးထွက်တော့6ထီတယ်ပေါ့နော်ကျွန်တော်ဒီမှာ9ရက်9ရက်10ရက်ပေါင်းချင်းဒီနှစ်နှစ်ရက်နှစ်ခက်ဒီလေးနှစ်လေးဒီအချိန်ပေါ့နော်နှစ်လေးအချိန်မှာ9လေးထွက်တော့6ထီတယ် ကြော်ဒီမှာ6ပိုင်းနဲ့ဒီ2 4နဲ့တွဲရင်6နှစ်64ပေါ့နော်အဲ့ဒီနှစ်ကွက်မှာ64ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီမှာပေါ့နော်နောက်တစ်ပင်ဒီခွင်ရ3ရပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရ6နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရနှက်ခက်ဒီ6 6 6ဒီကျွန်ဒီမှာအချိန်မြောက် တော့ဒီ6 6အချိန်မှာလဲ6နှစ်ထွက်တော့6ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့နှစ်ပိုင်းနဲ့ဒီ6 6နဲ့တွဲရင်2 6နှစ်6ပေါ့เนาะအဲ့ဒီနှစ်ကွက်မှာ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျညီကိုလဲ1နှစ်2 3ကြိုက်တယ်လဲကျွန်တော်ညီကိုလဲမှာကျွန်တော်နှစ်ကညနေမှာတေကနန်းပေါ့เนาะကိုမတို့ကျွန်တော် ပြပေးမယ်ဗျဟိုနေ့ကကျွန်တော်တယောက်ပြခဲ့တာလေးပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီ1ရယ်4ရယ်ပေါင်းချင်းဒီ5 5နဲ့ဒီက6နှစ်ပေါင်းတော့1 ဒီသုံးလုံးပေါင်းခြင်းဒီတစ်ဖြစ်လို့တရဲ့နှက်ခတ်တီရှိတစ်ရှိဒီကြောင့်ဒီမှာအချိန်မြတ်ကြောဒီတစ်ရှိအချိန်မှာလဲ30ထွက်တော့တစ်ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့၃ညာပိုင်းကိုတစ်ရှိနဲ့တွဲရင်၃ညာ၁၃ညာ၈ပေါ့နော်အဲ့ဒီနှစ်ကွက်မှာ30ဆိုပြီးတော့ထွက်တယ်ဗျမနေ့ကတော့ကျွန်တော်ဒီ site ကိုတွေ့ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ခွန်9ကြီးကိုကျွန်တော်မကြိုက်လို့ပယ်လိုက်တာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ နောက်တစ်ပြန်ဒီခွင်းရဲ9ရဲ့ပေါင်းကျင်းဒီနှင်းနှင်းနဲ့ဒီရက်တက်နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းကျင်းဒီ3ဖြစ်လို့3ရဲ့နှက်ခက်ဒီ9 3 9ဒီကျွန်ဒီမှာအချိန်ရဒီ3 9အချိန်မှာလဲခွင်း9ထွက်တော့ကျွန်တော်တို့9ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ခွန်ပိုင်းကိုဒီ3 9နဲ့တွဲရင်ခွန်3ခွန်5ပေါ့နော်အဲ့ဒီနှစ်ကွက်မှာခွန်5ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်ကျော်ဒီနေ့မှာ1 chain လေးတီးပေါ့နော် 9ရဲ့3ညာရဲ့ဒီရခွန်ရဲ့9 3ညာခွန်ပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့နှက်ခတ်ဒီ9 6 9ဒီကြောင့်ဒီမှာအချင်းပြဆန္ဒဝင်တဲ့19ပါတယ်မှန်လို့လူတဲ့ဟုတ်ကဲ့ပါဗျာနော်ဆက်โอเคတဲ့ပြေးထိုးလို့ရပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဝမ်းတာပါတယ်ဗျာ ော်ဒါဆိုရင်ကျော်ဒီမှာဒီတစ်ပိုင်းနဲ့69နဲ့တွဲရင်16 19ဆိုတဲ့ခဏနှစ်ကွက်ဒီကျွန်တော်တို့အပေါ်ပြင်နေမှာတော့အပြည့်ပေါက်ပေးတယ်ပေါ့နော်ဒီနေ့မှာလည်းဆက်ပေးမလားမပေးမလားတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ကျွန်တော်ညနေမှာလဲဗရိတ်ကိုပဲအားကိုးလိုက်မယ်ပေါ့နော်ဒီဟာကိုလဲကျွန်တော်ဒီနှစ်ကွက်ကိုလဲထည့်ပေးမယ်ဗရိတ်ကိုလဲကျွန်တော်ဟိုဖြစ်လိုက်မယ်ပေါ့နော် ကိုမတို့ကတော့ကြိုက်နှစ်သက်မှုရှိမှလဲ၃ပေါ့နော်ဒီထဲမှာကျွန်တော်တေကနန်းလေးတွေပဲပြကြရင်တော့တေကနန်း၃လုံးပေါ့နော် ူပိုင်ရောင်းနဲ့9392ခွင်ဖြစ်ရင်ဖြစ်တဲ့မဖြစ်ရင်382ခွင်ပဲတဲ့ကျော်ဒီမှာပေါ့နော်ဘရိတ်ဒီကျော်ဒီမှာနှစ်လိုင်းပြမှာပေါ့နော်ဒီနှစ်လိုင်းဒီတူညီတဲ့ဘရိတ်ဖြစ်ပါလေဗျထပ်ပေးရင်တော့ရမှာပေါ့နော်ကျော်283ပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါဒီ8 3နဲ့ခက်ဒီ9 385ဒီကျော်ဒီမှာဘရိတ်ဗျ ော့ဒီ385ပြိမ့်မှာ6လေးဆိုတော့ကျွန်တော်တို့3ပြိမ့်ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာ6ပိုင်းကို385ပြိမ့်ရောက်အောင် တွဲရင်ကျွန်တော်တို့6နဲ့3ပြိမ့်ဆိုရင်6လေးပေါ့နော်7ပြိမ့်ဆိုရင်6ဘူး5ပြိမ့်ဆိုရင်6 6အဲ့ဒီ3ကွက်မှာ6လေးဆိုပြီးတော့ထွက်တယ်ဒါဆိုကျော်ဒီမှာနောက်တစ်ပြင်တီး 9ရက်8ရက်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရ4နဲ့ပေါင်းတော့တက်ဒီ3လုံးပေါင်းချင်းဒီတက်ဖြစ်လို့တက်ရဲ့ပါဝါဒီ6တက်ရဲ့နက်ခတ်ဒီ8တက်6 8ဒီကြောင့်ဒီမှာပြိပြဒီ6ရှစ်ပြိတ်မှာလဲ6နှစ်ဆိုတော့10ပြိတ်ထွက်တယ်ဒီမှာလဲကျွန်တော်တို့နှစ်ပိုင်းကိုကျွန်တော်တို့16ရှစ်ပြိတ်ရအောင် တွဲရင်2 9 2 4 နှစ်6ပေါ့เนาะအဲ့ဒီ3ခွက်မှာကျွန်တော်တို့6နှစ်ဆိုပြီးတော့ထွက်တယ်ဗျာအဲ့လိုမှမဟုတ်ဖ ೇನೆ ကျွန်တော်ဒီဘက်က1 chain ကိုပဲ brake နဲ့လဲချုပ်ပြီးတော့ပေးသွားနိုင်တယ်ပေါ့เนาะဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီခွင်ရ6ရပေါင်းချင်းဒီ6 6နဲ့ဒီက2နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရ power ဒီ3 8ရနှက်ခတ်ဒီ8 3 1ဒီကျွန်တော်ဒီမှာ brake ဗျာ တော့ဒီ83ပြိမာ30ဆိုတော့10ပြိထွက်တယ်ဒီမှာလဲကျွန်တော်တို့3ညပိုင်းကို83ပြိဆိုရင်လဲကျွန်တော်တို့30ပါမှာပေါ့နော်ဒါမှမဟုတ်လဲဒီ10ရဲ့အချင်းကိုပဲကျွန်တော်တို့ပြိနဲ့တွဲပြီးလဲပေးသွားမျိုးလဲဖြစ်နိုင်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်ပေါ့နော်နောက်တစ်ပြင်ဒီ10ရဲ့6ရဲ့ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီရဲ့3ညနဲ့ပေါင်းတော့လဲခွန်ဒီ3လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ပါဝါတီနဲ့ခွန်နက်ခက်တီ3ညခွန်နဲ့3ညဒီကျွန်တော်ဒီမှာပြိဗျာ ဒီခွန်းနဲ့တုံညာပရိတ်မှာလဲခွန်9ဆိုတော့1ပရိတ်ထွက်တယ်ဒီမှာလဲကျွန်တော်တို့ခွန်ပိုင်းကိုခွန်နဲ့တုံညာပရိတ်ရောက်အောင်တွဲရင်80ခွန်9ခွန်3ပေါ့နော်အဲ့ဒီ3ကွက်မှာခွန်9ဆိုပြီးတော့ထွက်တယ်ဒါမှမဟုတ်ဖဲဒီ3 9အချင်းနဲ့လဲကျွန်တော်တို့ပရိတ်နဲ့ချုပ်သွားနိုင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့ညနေမှာလဲပရိတ်ဒီခွန်ရဲ့1ရဲ့ပေါင်းချင်းဒီ6 7နဲ့3 9နဲ့ပေါင်းတော့3 ဒီ၃လုံးပုံချင်းဒီ၃ဖြစ်လို့၃ပါဝါဒီရှိ၃နှစ်ခက်ဒီ၅၃၅ဒီကျော်ဒီမှာပြိတ်ပဲဗျအားလုံးမဲ့ဒါလေးကနားလဲမယ်လို့ထင်တယ်ပေါ့နော်ပြိတ်ဒီ၃၅ဒီပြိတ်35ပြိတ်ဆိုမှကျွန်တော်တို့ဒီမှာနောက်ထပ်တလိုင်းထပ်ပြအောင်မယ်ပေါ့နော်မနက်ကယူခဲ့တဲ့ပြိတ်လိုင်းဒီလေညနေမှာပေးနေတဲ့ပြိတ်လိုင်းဖြစ်ပါတယ်ဗျ။ ော့ဒီမှာအတီလဲ2 3 8ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီလဲ3 3ဘာဝတီ8 3နှစ်ခက်တီ5 3 8ပရိတ်ဆိုလဲကျွန်တော်တို့6လေးဆိုပြီးတော့3ပရိတ်မှန်တယ်နောက်တစ်ပင်ဒီ6ရဲ့4ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီရဲ့8နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ဘာဝ6 1နှစ်ခက်8 1 6 8ပရိတ်ဆိုလဲ6နှစ်ဆိုပြီးတော့8ပရိတ်မှန်နေဗျဒါဆိုကျွန်တော်နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီခွင်ရဲ့9ရဲ့ပေါင်းချင်းဒီ2 2နဲ့ဒီရဲ့6နဲ့ပေါင်းတော့1 ဒီသုံးလုံးပေါင်းခြင်းဒီတစ်ဖြစ်လို့တစ်ပါဝါဒီ6တစ်နှစ်ခက်ဒီ8တစ်68ပြိဆိုလဲကျွန်တော်ဒီမှာ30ဆိုတော့တစ်ပြိမှန်နေဗျအလုံးမဲနားလဲမလို့ထင်တယ်ပေါ့နော်ကြိုင်းနေတက်မှုရှိမှလဲသုံးပါဗျဒါဆိုကျတော့ဒီမှာနောက်တစ်ပြင်ဒီတစ်ရယ်3ညာရယ်ဒီက6ရယ်တစ်3ညာ6ပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ပါဝါဒီ2ခွန်နှစ်ခက်ဒီ3ညာခွန်နှစ်3ညာပြိဆိုလဲကျွန်တော်ဒီမှာခွန်5ဆိုပြီးတော့2ပြိမှန်နေဒါကြောင့်မို့ကျွန်တော်ဒီမှာဒီ ခွန်ရဲ9ရဲ့ပေါင်းချင်းဒီနှင်းနှင်းနဲ့ဒီရက်တင်းနဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ပါဝါတီရှိ3နဲ့ခက်ဒီ9 3ရှင်5ဒီကျော်ဒီမှာ break ပဲဗျဒါကြောင့်မို့ကျွန်တော်ဒီညနေမှာ3ရှင်5 break ကိုတော့ဦးစားပေးမယ်ပေါ့နော်။ကိုမတို့ကြိုက်နှစ်တက်မှလည်း3ပေါ့နော်။ break line ရတော့အပင်တော့နည်းနည်းရှင်းနေပြီ။ရှင်းပေးမယ်လဲကျွန်တော်တို့နှစ်လိုင်းဖြစ်နေတာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ကဖြစ်ရမှာပေါ့နော်။ တချောက်တကိုမထိုးရဘူးပေါ့တဲ့မထိုးလည်းပဲတော့နေလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာတစ်ပိုင်ကို6ကိုနဲ့တွဲရင်လည်းအပြည့်ပေါက်ပေးနေတာဖြစ်တယ်ကျွန်တော်က break line လည်းအမှန်ပေးမလားမပေးမလားဆိုတော့လည်းမပြောတတ်ဘူးပေါ့နော်ရတော့လည်းမပါတာလေးရွေးအတွက်ပြကွာတယ်နောက်ပြီးကြတဲ့တောက်တလွဲကြီးတဲ့မနေ့ကဝင်ကြည့်ပြလာတော့မသိဘူးပေါ့နော်ဝမ်းချင်းလွဲတာမှန်တယ်ကျွန်တော်တို့ 3ချိန်မှာ2ချိန်မှာဗရိတ်မှန်အောင်ကျွန်တော်တွက်ပြပေးထားတယ်ပြန်เนาะတင်းနေဆိုကြရဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ဒီမှာတေကနန်းလေးပေါ့เนาะ3ချိန်မှာဗရိတ်2ချိန်မှန်အောင်ကျွန်တော်တွက်ပြပေးထားတယ်ပေါ့เนาะခွန်9မှာဆိုလဲကျွန်တော်နှစ်လေးဗရိတ်ဆိုပြီးတော့တွက်ပြခဲ့တယ်ဒီ9ဘူးမှာလဲကျွန်တော်38ဗရိတ်ဆိုပြီးတော့တွက်ပြထားတယ်ဗျာကျွန်တော်တို့အပိုင်ဆိုတော့လဲကျွန်တော်လည်းမသိဘူးပေါ့เนาะအကိုမတို့လည်း ကျိုင်းနေတက်မှသုံးပါဗျာဟုတ်တယ်ဗျာနော်နှစ်တီသေးပါတယ်ဗျာကျွန်တော်ဒီမှာပေါ့နော်ဒီကနေ့ဒီနေ့ဒီနေ့ညနေမှာကျွန်တော်၃လုံးပြမှာပေါ့နော်ဟောဒီမှာဒီ၄ရက်၅ရက်ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ၉ဖြစ်လို့ကျွန်တော်ဒီမှာဒီ၉သေးတယ်နောက်တစ်ပြန်ဒီ၃နှစ်ပေါင်းခြင်းဒီ၅ဖြစ်လို့ကျွန်တော်ဒီမှာဒီ၅သေးတယ်ဗျာ နောက်တစ်ပင်ဒီလဲနှစ်3ပုံးချင်းဒီ9ဖြစ်လို့ကျော်ဒီမှာဒီလဲ9သေးတယ်ပေါ့နော်ဒါဆိုကျော်ဒီမှာ6ရဲ့4ရဲ့ပုံးချင်းဒီ3ဖြစ်လို့ကျော်ဒီမှာဒီ3သေးတယ်ခွင်ရဲ့2ရဲ့ပုံးချင်းဒီ4ဖြစ်လို့ကျော်ဒီမှာဒီလဲ9သေးတယ်ဗျဒါတို့ကြောင့်ဒီမှာ1ရဲ့3ညရဲ့ပေါင်းချင်းတိ1ဖြစ်လို့ကျော်ဒီမှာတိ1သေးတယ်ပေါ့နော်ဒါကြောင့်မို့ခွန်ရဲ့9ရဲ့ပေါင်းချင်းတိ2ဖြစ်လို့ဒီသေးကနေမှန်ခဲ့မှာဆိုရင်2သေးတယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာ ကျွန်တော်နောက်ထပ်တွေ့ထားတဲ့တလုံးပေါ့နော်၄ရက်ဒီရက်၉ရက်ပေါင်းချင်းတီ၃ဖြစ်လို့ဒီမှာလဲ၃တည်တယ်၃ရက်၈ရက်ပေါင်းချင်းတီ၁ဖြစ်လို့ဒီမှာလဲ၁တည်တယ်နှစ်ရက်ပေါင်းချင်းတီ၃ညဖြစ်လို့ဒီမှာဒီ၃ညတည်တယ်၉၉ပေါင်းချင်းတီ၈ဖြစ်လို့ကျွန်တော်ဒီမှာဒီ၈တည်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာခွန်၆ပေါင်းချင်းတီ၃ဖြစ်လို့ဒီမှာဒီလဲ၃တည်တယ်ဗျ၁ရက်၁ရက်ပေါင်းချင်းတီ၂ဖြစ်လို့ကျွန်တော်ဒီမှာဒီ၂တည်တယ် ခွင်ရခွင်ရပေါင်းချင်းဒီ၄ဖြစ်လို့ကျွန်တော်ဒီမှာ၄တည်တယ်ပေါ့နော်၄တည်တယ်နှစ်တည်တယ်ညနေ၈ပြည့်ကြိုက်တယ်လေဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီဟွာလဲကျွန်တော်ဒီကနေမှန်းနေတယ်၅နှစ်ပေါင်းချင်းခွင်ဖြစ်လို့ခွင်တည်တယ်နှစ်၃ပေါင်းချင်း၅ဖြစ်လို့၅တည်တယ် ၃လေးပေါင်းခြင်းခွန်ဖြစ်လို့ကျော်ဒီမာတီခွန်သေးတယ်၄နှစ်ပေါင်းခြင်း၆ဖြစ်လို့ကျော်ဒီမာတီ၆သေးတယ်နှစ်၃ညပေါင်းခြင်း၂ဖြစ်လို့ကျော်ဒီမာတီ၂သေးတယ်၃ညငါပေါင်းခြင်းဒီ၅ဖြစ်လို့ကျော်ဒီညနေမှ၅လေးသေးတယ်ပေါ့နော်ကျွန်တော်တို့ဒေကနန်းနေမှန်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နှစ်လေးငါဒီဒေကနန်းပေါ့နော်အကိုမတို့ကကြိုက်နှစ်သက်မှလည်း၃ကျော်ဒီမာတီပြတာတည်တော့ဟုတ်နေတာပဲပေါ့နော် ရောနှစ်လေးငါးဒီတေကနန်းဖြစ်တယ်ကျန်နာဒီကျော်တို့3 1 3689ပေါ့နော်ဒီထဲမှာမှာ break ရဆိုရင်ကျွန်တော်တို့က385 break ကိုရွေးရမယ်တော်တော်တော်3968တလုံးထီမှာပေါက်ကနန်းဖြစ်ကြီးတဲ့အပြုသဘောပါဟုတ်ကဲ့ပါဗျာနော်ဆိုတော့လည်းကြိုက်တယ်ဆရာညနေ9နဲ့ break ကမယ်တဲ့9နဲ့ break ကလို့မရောက်တေကနန်းကဒီမှာပါ9တော့ပါနေတယ်ပေါ့နော်မှန်မှန်မှန်တော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာ ငါးသေးတာပြအောင်နဲ့ငါးသေးတာတော့ကျွန်တော်ဒီမှာပေါ့နော်ငါးနှစ်ပေါင်းချင်းခွန်ဖြစ်လို့ကျွန်တော်ဒီမှာဒီခွန်သေးတဲ့၈၃ထွက်တဲ့နောက်တစ်ပြင်ဒီနှစ်၃ပေါင်းချင်း၅ဖြစ်လို့ကျွန်တော်ဒီမှာ၅သေးတဲ့၉လေးထွက်တဲ့နောက်တစ်ပြင်ဒီ၃လေးပေါင်းချင်းခွန်ဖြစ်လို့ကျွန်တော်ဒီမှာဒီခွန်သေးတဲ့၆နှစ်ထွက်တဲ့၄နှစ်ပေါင်းချင်း၆ဖြစ်လို့၆သေးတဲ့၁၀ထွက်တဲ့နောက်တစ်ပြင်ဒီနှစ်၃ညာပေါင်းချင်း၂ဖြစ်လို့၂သေးတဲ့ခွန်၅ထွက်တဲ့ ဒီညနေမှာ3ည5ပေါင်းချင်းဒီ5ဖြစ်လို့5ဒီတေကနန်းဖြစ်တယ်ပေါ့နော်မှန်မှန်မှန်တော့ကျော်လဲမပြောတဖူးဗျကိုပြောတဲ့5တေရကဆေးခက်လို့ပါတဲ့မဟုတ်ဘူးဗျနော်5များချိန်နဲ့မိပြီးတော့ကျွန်တော်တို့ကြော်စားလိုက်လို့ပါဗျနော်ဒါဆိုကျွန်တော်ဒီမှာ2လေး5ဒီတေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာကျန်တာဒီ3ည13 6ခွန်8ခုပေါ့နော်ဒီဝါရဲကကျန်တာပေါ့နော် ဒီ၃လုံးဒီကျွန်တော်တေကဏန်းဖြစ်တယ်တေလဲဆိုရင်ကျွန်တော်ဒီမှာ၃ည၁၃၆ခွန်၈၉ပေါ့နော်ဒီကဏန်းခွန်၄လုံးကျန်တယ်ဒီထဲမှာမှကျွန်တော်တို့က break ဒီ၃၈၅ break ဆိုတော့ကျွန်တော်ဒီမှာဒီ၃ည၃ဆိုတဲ့၃ break တစ်ခွန်ဆိုတဲ့၈ break ၆ခွန်ဆိုတဲ့၃ break ခွန်၈ဆိုတဲ့၅ break ၆၉ဆိုတဲ့၅ break ပေါ့နော်ကျွန်တော်ကဒီလိုမျိုးရွေးချယ်ပြီးတော့ဒီမှာကဏန်းကိုတော့စီထားပြီးသားရှိတယ်။ကိုမိုက်ကလည်းကြိုက်နေတဲ့မှုရှိမှလည်းတုံးပေါ့နော်။ တက်ကြိုက်တယ်တဲ့တကွဲကောင်းထုတ်ပေးပါတဲ့တက်နဲ့ပတ်သက်ရင်တကွဲကောင်းဆိုတော့ကျွန်တော်တို့တက်ခွန်မဲ့ယူရမှာပေါ့ဗျာနော်တက်နဲ့ပတ်သက်ရင်တက်ခွန်မဲ့ယူရမှာပြပါဘာလို့လဲဆိုတော့ကျွန်တော်တို့ break line အမှန်ခဲ့မှာဆိုရင်ပြောရပါတော့နော်။ဟောနံဦးရဲ့ဘယ်ကနမ်းမှမသေးပါဘူးတဲ့မသေးဘူးဗျာနော်ဒါပေမဲ့ဒီမှာတော့မှန်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူများတွေပြောတာကိုကျွန်တော်ကပြန်ပြီးတော့ရှင်းပြပေးခြင်းဖြစ်တယ်ပေါ့နော်။ကြိုက်နှစ်သက်ရင်တော့၃ဆရာတယောက်ကလည်း2-3အားနဲ့ပြောတယ်ဟုတ်ကဲ့ပါဗျာနော်။ ကိုဘူးကပြန်ထည့်လိုက်မှာပေါ့နော်ကိုမတို့ကြိုက်နှစ်သက်မှလည်းထည့်ပြ င်ကန်သူရဲ့2 4 5 8 3 1တက်ပြီးတဲ့ကျန်တာခွေတင်ထိုးရမယ်ရရင်ရမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်။တုံညာကောင်းတယ်တဲ့ဟုတ်ကဲ့ပါဗျာ6 8 6 9ထိုးမယ်တဲ့တက်အားနေလို့လားညီတဲ့တက်ကလည်းအမနေပါဦးဗျာနော်ကျွန်တော်ဒီမှာတော့လုံးပိုင်တော့ပေးတယ်ပေါ့နော်ထက်ပေးမပေးတော့ကျွန်တော်လည်းမပြောရဘူးဗျာကျွန်တော်ဒီဘက်မှာ3ညာလေးပြိတ်လည်းရှိတယ်ပေါ့နော်3ညာလေးပြိတ်ဒီကျွန်တော်အမှန်တကယ်တော့ ဒီညနေမှာရက်ချင်းပြည့်တယ်ပေါ့နော်ကျွန်တော်ရဲ့မူအရဆိုရင်၃ညပရိတ်၄ပရိတ်တိရက်ချင်းပြည့်တဲ့ပရိတ်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီကျွန်တော်ရဲ့ဟိုပါနော်တစ်ပိုင်းကို6 9နဲ့တွဲရင်ကျွန်တော်တို့ပြီးပေါက်လေးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့တကွက်ကောင်းကို19ဆိုပြီးတော့ရွေးပေးခြင်းလေဗျာ မှန်လို့လို့2 3 4 5 6အာနေထားမယ်လက်ကြံငါးလုံးကိုဖြည့်ဖြည့်ချင်းရှာပြီးရနှလုံးထက်သက်မယ်ဟုတ်ကဲ့ပါဗျာနော်ကြံကောင်းပါစေဗျာ ဟုတ်ကဲ့ပါအားလုံးပဲနားလည်းမလွယ်ထင်တယ်ပေါ့နော်အကြိုက်ပါမှလည်း၃ပါဗျတက်ခွန်တက်ကိုကောင်းလားတဲ့ကျွန်တော်တို့ဗရဲအရာဆိုရင်ကျွန်တော်တို့တက်ခွန်တီကောင်းတယ်ကျွန်တော်တို့တွက်ဆက်အရာဆိုရင်တက်ကိုတီကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကတော့ကျွန်တော်လည်းဖြစ်နိုင်မယ်လို့ထင်တာလေးတွေကိုတော့ရွေးချယ်ပြီးတော့တွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော်ကိုမတို့လည်းအကြိုက်ပါမှလည်း၃ကျွန်တော်တွက်ပြတဲ့ကဏန်းလေးတီပေါကဏန်းလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ကဏန်းတီလည်း၄နာရီခွဲထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ ျွန်တော်လိုက်ကိုကြည်ရှုအပ်ပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဒူးဒီကိုလည်းထိုးတိုင်းပေါ့ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျအပူထွက်ထားတယ်တဲ့တစ်ခွန်ကစားတင်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်တော်ရဦးတဲ့တစ်ကလာရင်နဲ့ထိတ်ပူကောင်းတယ်တဲ့ဟုတ်ကဲ့ပါဗျာကဲမနက်ကတော့385တုံညာတလုံးမှမပါတဲ့ဟုတ်ပါတယ်ဗျာနော်မပါတာဟုတ်တော့မပြောပါနဲ့ဗျာနော်38ပြိမှန်တာလေးကိုလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားပေးပါဗျာ မင်းကန်သူတဲ့ break to break ထွက်ရင်းနဲ့6ခွန်းနဲ့ဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ပါညနေမှာတွက်ပြတဲ့ကဏ္ဍလေးဒီပေါက်ကဏ္ဍလေးဖြစ်ပါစေဗျာကြောင့်လေကိုကြည့်ရှုအပ်ပေးကြတူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe မနေသေးတဲ့ကိုမလေးရလည်း subscribe နေပေးဖို့တောင်းဆိုပါရစေဗျအားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင် see you ပါအားလုံးပဲ